ရွေကောက်ပွဲမင်းမတမမှုကိုအကြောင်းပြပြီးအာနာသိခဲ့တဲ့စစ်တပ်ကလုံမဲ့ရွေကောက်ပွဲကိုအညာလူထုကအယုံအကြည်ရှိမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောက်သားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲက ပြောပါရယ်ဒီအကြောင်းကိုစောပွေကတင်ဆက်ထားပါရယ်ထင်းချုံနယ်မြေအများပြားကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကအညာဒေသမှာရွေးကောက်ပွဲပြုလုပ်လာနိုင်ပေမဲ့လည်းအညာလူတို့ရဲ့ယုံကြည်မှုကိုရရှိမှာမဟုတ်ဘူးလို့ ABSDF ကပြောပါရယ် အုပ်ချုပ်ရေးမရှိတော့စီမံခန့်ခွဲလည်းမရှိသလိုဥပဒေစိုးမှုကြီးကလည်းမရှိဘူး။တည်ငြိမ်မှုကလည်းမရှိဘူး။အဲနောက်ပြင်ရွက်ောက်ပွဲအပေါ်မှာ လူထုကလည်းအယုံကြည်ရမရှိတော့ဘူး။ဒီຫນွေဥဒေါ်လာရေးကရွက်ောက်ပွဲအကြောင်းပြချက်နဲ့ဖြစ်လာခဲ့ရတာဖြစ်တော့နောက်ထပ်ရွက်ောက်ပွဲဆိုတဲ့အပေါ်မှာလည်းလူထုကဒါအယုံကြည်မရှိဘူးဖြစ်နေ။အဲ့တော့အယုံကြည်မရှိတဲ့ဂျားတွေကဇွတ်တိုးလုံရင်တောင်မှဒီခက်ခဲတွေကိုဘလို့ကြော်မလဲဆိုတာကအာတော်တော်ကိုစဉ်းစားစရာအာကိစ္စဖြစ်တယ်။အဲ့တော့လောက်ကောင်းလုံနိုင်ရင်တောင်မှဒီခုပြောတဲ့ အကန့်တက်နဲ့မြို့ပြထဲမှာ ရှိတဲ့တစုလို့နော်ဟုတ်တော့အနေချင်းလောက်တာလင်းဒီရွက်ောက်ပွဲမှာဟန်ပြလုတ်သွားနိုင်တဲ့အခြေအနေလိုပဲရှိတယ်လို့ပဲကျွန်တော်မြင်ပါတယ်။စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစတဲ့တိုင်းဒေသကြီးတွေဟာအညာဒေသမှာပါဝင်ပါတယ်။စီကောင်စီအနေနဲ့အညာဒေသမှာသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကနေရာတချို့နဲ့ရေစကန်တက်စကန်အစရှိတဲ့နေရာအနေငယ်မှာရွက်ောက်ပွဲလုလာနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လက်ရှိမြေပြင်အနေအထားတွေအရကြီးလဲကနေရာဒေသအများစုမှာတော့ရွေးကောက်ပွဲလုပ်နိုင်မယ့်အခြေအနေမရှိဘူးလို့ဆက်ပြောပါဗျာ။ နိုင်ငံရေးပါတီအနေနဲ့ကလည်းလူဒီခုပြောတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုဘယ်လိုပြရမလဲအဲ့တော့မြို့ပြတွေမှာပြဖို့ဆိုတာလေအကန့်တကတော်တော်ကြီးသွားပြီလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကတော့လူတို့ရဲ့မဲပေးရမယ့်ပုံစံကလည်းအဲဒီလိုမျိုးဒီဒီမတီမငြိမ်မှုတွေနောက်တစ်ခုကတော့ဒီအဲပဋိပက္ခတွေကြားထဲမှာမယုံနေဖွင့်ပြီးတော့မှပေးရဖို့ဆိုတာကလည်းအဲလူတို့အဲ့အတွက်မျိုးပြတွေကလူမှုတွေပြဿနာမရှိပေမဲ့ကျေးလက်ဒေသတွေမှာအဲ့ဒါတွေကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ် 说江西、甘上不缺母鸡，没有人 ရွေးကောက်ပွဲကိုခုနှစ်အကုန်ဒါမှမဟုတ်လာမယ့်2026ခုနှစ်နိဆန်ပိုင်းမှာပြုလုပ်သွားမယ်လို့မက်စတာ3ရက်နေ့ကနေ9ရက်နေ့အထိတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံခီးစဉ်အတွင်းမှာပြောဆိုခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြောဆိုလာပေမဲ့လက်ရှိပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးနှီးပါးမှာစစ်ရေးပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေသလိုဒေသခံပြည်သူတွေကလည်းသူတို့ရဲ့နေရဒေသကိုစွန့်ပြီးစစ်ဘေးလွရတောတောင်တွေထဲနဲ့ဤဆက်ရဒေသတွေကိုထွက်ပြေးတင်းရှောက်နေရဆဲဖြစ်တယ်လို့လူခွင့်ရေလှုပ်ရှားသူတွေကပြောပါတယ်